တုံးစားလို့မရမှန်းတိတိကြီးနဲ့ဖျားစုတိုက်စစ်မှုဝိုင်လန်းကိုမိနစ်80ကျော်အထိကစားခွင့်ပေးခဲ့တဲ့အီမိုရင်အဖြစ်ရှိတယ်။ပရိသတ်များလုံးဝမင်္ဂလာများမန်ချက်စတာဖွားဆောင်ကနေပြန်လည်ကြိုလိုက်ပါရင်ပွဲချောလို့အပြစ်ပြောတယ်လို့ထင်ကျင်နေတင်နိုင်ပါရင်ဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့ပြောစရာရှိတာပြောဝေဖန်စရာရှိတာကိုအမှန်တမ်းပွဲရည်လေးဝေဖန်ရမှာပါပဲ ဒါကပွဲရှုံးသွားလို့ဖလားမရလိုက်လို့အပြစ်ပြောခြင်းအတန်ထွက်ခြင်းမဟုတ်ပါဘူးဒီရှုံးပွဲအတွက်အဒီကတာဝန်ယူရမယ့်သူတွေအများကြီးရှိပါတယ်ပရောဆုံးတယောက်ကတော့အင်မော်ရီမှာသူ့ရဲ့ပွဲထွက်လို့ဆင်ရွေးချယ်ပုံကမေကွန်ထုတ်စရာတွေအများကြီးရှိပါတယ်ဒုတိယကတော့ဒီပွဲကိုကစားသွားခဲ့ကြတဲ့မန်ယူအသင်းသားတွေဖြစ်ပါတယ်ပြန်ပွဲတောက်ချောင်းချင်းဆွဲကောင်းတွေပြသလာခဲ့ပေမဲ့ဒီဖိုင်နယ်ပွဲမှာတော့မန်ကစားသမားတွေရဲ့ကစားပုံကပရီးမီးယားလိမ်မှာကစားနေကြသလိုဘာဖြစ်လို့ဖြစ်ချင်နေကြမှမသိပါဘူးသူတို့ရဲ့စိတ်ထဲမှာမေ့နေကြတာကဒီပွဲမှာထိတဲ့ရင်ဆိုင်ရတဲ့အသင်းဟာပရီးမီးယားလိမ်ကလပ်အသင်းဖြစ်တယ်ဆိုတာပါပဲ ပရီးမီးယားလိဂ်ကလပ်အသင်းတွေနဲ့တခြားသောလိဂ်ကကလပ်အသင်းတွေကြားမှာဖေစီကယ်ဘိုင်းရောမန်ချက်ဘိုင်းမှာဘယ်လောက်ထိကွာခြားသွားလဲဆိုတာသိတာကြည့်ပါဒီပွဲအမီအသင်းရဲ့လူစင်းတွေကိုဆက်စီဒါလော့ယူရိုတို့ပြန်လာနိုင်ခဲ့ကြပြီမြင်အင်မိုရင်ကတိုက်စစ်မှာဖျားဆူးတိုက်စစ်မှုဝိုင်လန်ကိုပဲထားကစားခဲ့ပါတယ်ဒါကပွဲရဲ့အဖြစ်ဖြစ်သွားစေနိုင်တဲ့အထိတက်ရောက်မှုအကြီးကြီးရှိခဲ့ပါတယ်ဝိုင်လန်ဆိုတာဘယ်လောက်ထိစိုးပြတ်တက်နေလဲဆိုတာအလုံးသိထားကြပြီသားဖြစ်ပါတယ်ဒီပွဲမှာလည်းဒီလိုပါပဲဝိုင်လန်ကဝင်သာကစားနေပေမဲ့အလကားလူပိုကြီးတယောက်ထားတယ်မပူပါဘူး ကိုတင်းအတွက်လူပိုကြီးဖြစ်နေရုံသာမကစပါးခံစင်ကိုလည်းအရင်ပွဲတွေကအတိုင်းဘာတစ်ခုမှထိထိရောက်ရောက်မချင်းချောင်းနိုင်ခဲ့ပါဘူးဒီဘက်မှာအင်မိုနီရဲ့ပွဲထွက်ကစားမရွေးချယ်ပုံနဲ့ပတ်သက်လို့မေကွန်ထုတ်စရာတွေများကြီးရှိခဲ့ပါတယ်ဒီအချက်ကြောင့်လည်းတင်းရည်တွေဟာဥရောပအသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါတောက်တင်းခဲ့ပေမဲ့ပရီးမီးယားလိဂ်အသင်းတွေနဲ့ရင်ဆိုင်ရပြီဆိုရင်သူတို့ရဲ့ယုံကြည်မှုတွေကအမေ့ပြောင်းသွားကဘရောင်းနေမှာလည်းအလားတူဖြစ်ခဲ့ပါတယ် တကယ်တော့ဒီလိုပွဲစဉ်မျိုးမှာဟောမဟောကာနာချိုကိုပဲပွဲထွက်စင်မှာထင်ပြီးစပါးခန်စီကိုအလုရှုံနေစီရပါမယ်ဒီပွဲကမစ်ဆွန်မားရဲ့စကေးဘိုင်းနဲ့အလုံးမဖြစ်ဘူးဆိုတာအသိသာကြီးပါစပါးဘက်ကတော့ဒီပွဲအတွက်ခန်စီဘိုင်းကိုပဲအဓိကထားပြီးအာယုံဆိုင်ကစားလာပါလိမ့်မယ်အဲ့နောက်ဖြစ်တင်ဘောတွေတေကန်ဘောတွေကလည်းတစင်းမယုန်နောက်တန်းနဲ့ကိုသမားရဲ့အားနည်းချက်တွေကိုတိုက်ခိုက်ကစားမယ်တကယ်လို့ကိုသမားရဲ့တင်းတင်းလုံးခန်စီပိတ်မယ်ကောင်တာပြန်ကစားမယ်စပါးကဒါမျိုးပဲကစားလာလိမ့်မယ်ဆိုတာကျွန်တော်တို့လည်းဘာမှမဟုတ်တဲ့သူတွေတောင်ကြိုတင်ထားပြီးသားဖြစ်ပါရင်ဒါကိုပါအင်မော်ရင်ကအခုလိုမျိုးကြီးပွဲထွက်လို့စင်ကိုရွေးချယ်လာခဲ့တာကြောင့်ရှုံးရင်လို့ကိုလှုပ်လာသလိုပါပဲ နောက်တစ်ချက်ကလုံရှောကိုဒီလိုပွဲမျိုးမှာထုတ်သုံးလာတာပါအတင်းအတွက်ဘာတစ်ခုမှကောင်းကန်ကန်လုံးမပြနိုင်ခဲ့ဘူးအထူးသဖြင့် white line ဖြစ်ပါရင်တစ်ဆက်ကလေးမှသုံးစားလို့မရတဲ့ကစားသမားပဲကျွန်တော်တို့အားလုံးသိထားပေးတာဖြစ်ပါရင်ဒီလိုကစားသမားမျိုးကိုပွဲထွက်အစင်းထဲမှာထည့်သုံးလာတဲ့ပြင်ကွင်းထဲမှာခြေလုံးဖြစ်နေတာကိုတွေးပါလျက်သားရင်အင်မိုရင်ကမိနစ်80ကျော်အထိဘာတွေထိုင်ကြည့်လို့ထိုင်ကြည့်နေမှန်းကျွန်တော်လည်းမပြောကြတော့ပါဘူးစစီလုံးကဆိုရင်အမားတွေလောက်တာများလို့ brown pick ကမှလူစားလေးပြစ်လိုက်ပေးမယ် white line ကိုတော့ပွဲချိန်မိနစ်80ကျော်အထိမတွေ့ရမတိရလုံနေခဲ့တာပါ အဲဒီကိုကြည့်ရတာတန်ဟန်ဝင်ပူးနေခဲ့တယ်လို့ပါပဲ။ကစားသမားတွေကိုဒီတိုင်းကြည့်နေခဲ့ပြီးမရှူနိုင်မကယ်နိုင်ကွန်ဒီပီကန်ဒီမှလူစားလဲလာတွေကိုပြုတ်လုံးလေးရှိတဲ့တန်ဟန်လိုမျိုးဒီဘက်မှာလည်းအင်မိုနီကိုတွေးကြရပါတယ်။အသက်၂၂နှစ်ရွယ်ကစားသမားဟာဘောလုံးကိုလုံးဝမထင်းကြောက်နိုင်ခြင်းမရှိပဲပြန်ရှင်ပြိုင်မှုအားလုံးရဲ့55ရာခိုင်နှုန်းကိုဆုံးရှုံးခဲ့ရပါတယ်။ဒါ့အပြင်ဒူးချင်းလိန်ခေါက်ကျော်ပြဲမှုလုံးဝမရှိဖြတ်တင်ပေးဖို့နိုင်မှုမရှိနဲ့အပိုင်ခွင့်လေးကျင်လောက်ထိဖြုန်းပြီးပြခဲ့ပါတယ်။ဒီလိုကစားသမားမျိုးကမယုံချာစီနဲ့နည်းနည်းလေးမှထိုက်တန်မှုမရှိဘူးဆိုတာအားလုံးလက်ခံကြမယ်ထင်ပါတယ်။သူကအချိန်နှစ်နှစ်လောက်အထိပေးပါပြီ။ဒုံရင်းကလည်းဒုံရင်းပါပဲ။ တပွဲပြီးတပွဲဒီလိုအသုံးမချတဲ့ခြေစွမ်းမျိုးကိုဝိုင်လန်ကတော့မရှက်ပေမဲ့ကျွန်တော်တို့ဘေးကနေကြီးတဲ့သူတွေကတော့သူ့ကိုယ်စားရှက်မိပါတယ်။ကြိုးစားခြင်းတွေလည်းမရှိပါဘူး။ပြင်းလဲပြင်းနေဖြင်းလဲဖြင်းနေဒီလိုကစားမမျိုးကိုဘာလို့များအချိန်ဆက်ပေးနေရအောင်ပါပါလဲ။ရတဲ့စင်းနဲ့အများဆုံးရောင်းထုတ်သိမိလို့ထင်ပါတယ်။ဒီလိုခြေစွမ်းမျိုးကြောင့်ဘယ်အသိန်းကားမှလည်းလိုလိုလားလားနဲ့ပြောင်းရွှေ့ကြေးပေးပြီးခေါ်ကျင်ကြမှာမဟုတ်ပါဘူး။ခေါ်ကျင်တော့ဈေးကိုင်နေပါလိမ့်မယ်။ဒါကြောင့်အငှားချမယ်ဆိုရင်တော့တောင်းတော့မမယ်နဲ့အငှားချမယ်သဘောဖြစ်နေပါတယ်။ဘလိုပဲအလုပ်လုပ်ပါဖိုင်လန်လိုကစားမမျိုးကမန်ယူအသင်းရဲ့လူစင်းထဲမှာတော့မရှိသေးဘူးလို့ပဲဆိုကြပါတယ်။ ီလိုဖြစ်မယ်ဒီလိုဖြစ်တည်နေဆိုတာကိုသိသိနေ final ဘလို့ပွဲမျိုးမှာ white line ကိုမိနစ်80ကျော်အထိကစားခွင့်ပေးခဲ့တဲ့ emoting လည်းဒီကိစ္စနဲ့ပတ်သက်ပြီးတာဝန်ရှိနေပါတယ်ပြည်သူများအနေနဲ့ကရောဘလို့များထင်မြင်မိကြပါသလဲဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့ပါလဲအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ